င်္ဂလာပါရှင်ဂျွန်လာ12ရက်သမစ္စမပရိုင်တိုင်းမစ္စမတဲ့အစီအစဉ်ကနေကြိုဆိုပါရစ်ဒီစီစဉ်ကိုကျမဂျူချန်ကတာဝန်ယူတင်ဆက်ပေးသွားမှာပါအခုပထမဆုံးအနေနဲ့သတင်းကောင်းစင်တွေကိုအရင်ဆုံးပြောပြပေးချင်ပါတယ်ဗမာမျိုးရဲ့သုံးပုံနှစ်ပုံကိုကရန်ရီကထိမ့်ချုပ်ထားပြီးတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်လူငယ်တစုကိုကန်ကြောက်နှိမ့်ဆက်နေတဲ့သူတွေကမန္တလေးကပြည်သူ့စစ်လူငယ်အဖွဲ့တွေလို့ဒေသခံတွေကပြောပါတယ် Article 33ကမြမစီးပွားရေးပြည့်စည်သွားဖို့အတွက်ဖြစ်လာတာမဟုတ်ဘူးလို့မြန်မာနိုင်ငံအလို့ရှင်များအဖွဲ့ကပြောပါရယ်။ဂျပန်မှာလိမ်မိုင်းဆန်ရစော်ကားမှုနဲ့မြမလုံသားဖမ်းဆီးခံလိုက်ရပါရယ်။နိုင်ငံတကာဘက်မှာတော့စာခိုးချမှုမရှိစေဖို့စာမျက်ပွဲကာလအတွင်းမှာ AI အသုံးပြုမှုကိုတရုတ်ကပိတ်ပင်လိုက်ပါရယ်။ဒီသတင်းနဲ့အပါအဝင်တခြားအရေးကြီးသတင်းတွေနဲ့နောက်ဆုံးရရွှေဈေးငွေဈေးတွေကိုလည်းစူးစီးတင်ဆက်ပေးသွားမှာပါရှင်။ ကချင်ပြည်နယ်ပမော်မြို့မှာကချင်လူမျိုးရေးတက်မတော် KIA ရဲ့ပူပေါင်းတပ်ဖွဲ့တွေဟာစစ်ကောင်စီတပ်နဲ့6လကြာကြာတိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီးလက်ရှိမှာမြို့ရဲ့အုံမုံနှစ်ပုံလောက်ကို KIA ကထိန်းချုပ်ထားနိုင်တယ်လို့ KIA ကို KIA ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဘူမူကြီးနော်ဘူးကမစ္စမာကိုပြောပါရတယ်။ ဗမာမြို့သိမ်းတိုက်ပွဲဟာပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာ4ရက်နေ့မနက်9:00နာရီမှစတင်ခဲ့ပြီးတော့အခုနှစ်မေလအထိစစ်ကောင်စီတပ်ရဲ့အမှတ်8006တန်ကြပ်ကတပ်ရင်တန်ကားတပ်ရင်အမြောက်တပ်366နဲ့ဗမော်လီစိတ်တွေကို KIA ပူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်ဒါပေမဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကခ27အပါအဝင်စစ်ကောင်စီရဲ့တပ်စခန်း6ခုထပ်မင်းကိုဆက်လက်သိမ်းပိုက်ဖို့ကြံရှိနေပါသေးတယ်။ ပြီးကြတဲ့မေလ20ရက်နေ့မှာဗမော်မျိုးကိုစစ်ကူပို့လာတဲ့စစ်ကောင်စီရဟယင်နှစ်စီးတက်ကတစည်းကို KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကအသေးခံဒရုန်းတွေနဲ့ပစ်ချနိုင်ခဲ့ပြီးနောက်ထပ်ရဟယင်တစည်းကတော့ရွှေကိုမျိုးအနီးမှာအရေးပေါ်ဆင့်သက်ခဲ့ရပါတယ်။အဲ့ဒီနောက်မေလ22ရက်နေ့မှာအဲ့ဒီရဟယင်ကိုလည်း KIA ကဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပါရယ်။လက်ရှိမှာတော်လင်းတပ်ဖွဲ့တွေကနောက်ထပ်တပ်စခန်းအထက်တွေတင်ပိုက်နိုင်တာမရှိသေးပေမဲ့တန်ရှိနေတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေအနီးမှာနေစဉ်နေပါတိုက်ပွဲတွေပြင်းထန်နေပါရယ်။ ဗမာမျိုးဟာကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်ဖြစ်ပြီးတော့ KIA ကဗမာနဲ့ထိဆက်နေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမဘိမ်းမြို့ကချင်ပြည်နယ်ကမိုးမောက်မန်စီမြို့တွေအပြင်စွန်ဘရာပွန်အင်ဂျန်ယန်စာတုံချီဖွေဆော်လော်ဖီမော်ပန်ဝါဒေါဖုံးယန်စင်ဘိုမြို့လားနေဆက်ကွန်သွေးရီမြို့ဖြစ်တဲ့လွယ်ကျယ်မြို့တွေကိုလည်းသိမ်းပိုက်ထားပြီးဖြစ်ပါတယ်ရှင်လန်သွာလန်လာလူငယ်တစုကိုကံကြောင်နှိပ်ဆက်နေတဲ့လူငယ်အဖွဲ့ဟာမန္တလေးမြို့ချမ်းအေးသာဇံမြို့နယ်ကပြည်သူ့စစ်တေဖြစ်တယ်လို့ဒေသခံတွေကပြောပါရတယ်။ စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ဝင်တွေစောင်းလေရှိတဲ့ပျောက်ကြားအုပ်ထုပ်စောင်းထားတဲ့သူလူငယ်၂ယောက်ပါဝင်တဲ့အဖွဲ့ကတခြားလူငယ်အဖွဲ့ကိုမန္တလေးမြို့လမ်းမတနေရာမှာကန်ကြောက်နှိပ်စက်နေတဲ့ဗီဒီယိုဖိုင်ကမနေ့ကညပိုင်းကစပြီးတော့လူမှုကွန်ရက်မှာပြန့်နှံ့လာတာပါအဲ့ဒီဗီဒီယိုဖိုင်မှာပါဝင်တဲ့ကံကြောင်နှိပ်စက်နေတဲ့သူလူငယ်တွေဟာမန္တလေးမြို့ချမ်းရည်သာဆန်မြို့နယ်မှာရှိတဲ့ပြည်သူ့စစ်တေဖြစ်တယ်လို့သိရပါဗျ။ဘဲအတွက်ကြောင့်ကံကြောင်ထိုးကျိတ်မှုတွေလုပ်နေတာနဲ့ဘယ်နည်းရက်ကအဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တယ်ဆိုတော့ကိုရောအသေးစိတ်မသိရပါဘူး။ န္တလေးမြို့မှာကျွဲစေကန်22လမ်းပြည်ကျော်စေးရှိရဲမွန်တောင်စတဲ့နေရာတွေမှာပြည်သူစစ်ချန်နေရှိပြီးတော့စစ်ကောင်စီကအ धिक ကြီးကြပ်ကမြို့နယ်တိုင်းမှာရှိတဲ့နမဲရလူမိုက်တွေကအဆင့်ဆင့်အုပ်ချုပ်နေတယ်လို့သတင်းရင်းမြစ်တကသိရပါဗျ။မန္တလေးမြို့ပေါ်မှာပြူစောထီးတွေပြည်သူစစ်တွေဟာပုံစံမျိုးစုံနဲ့လှုပ်ရှားနေပြီးတော့တချို့ပြည်သူစစ်တွေကိုစစ်ကောင်စီကလက်နက်တပ်ဆင်ပေးထားတယ်လို့ဒေသခံတွေကပြောပါရယ် လက်ရှိလူမှုကွန်ရက်မှာလူပြောများနေတဲ့ဗီဒီယိုဖိုင်မှာပါဝင်နေတဲ့ပြည်သူစစ်တွေဟာအသက်20ဝန်းကျင်အရွယ်ရှိတဲ့လူငယ်တွေဖြစ်နေတဲ့အတွက်လဲပြည်သူတွေကြောင့်ဝေဖန်မှုနဲ့စိုးရိမ်မှုတွေရှိနေပါတယ်ရှင်။အခုနောက်ထပ်အနေနဲ့ Article 33ကမြမစီပွားရေးပြည့်စည်တော်ဖို့အတွက်မဟုတ်ပဲအလုသမားအခွင့်အရေးတွေအပြည့်အဝရရှိဖို့အတွက်ဖြည့်ဆည်းဖြစ်တယ်လို့မြမနိုင်ငံအလုရှင်များအဖွဲ့အစည်း MEO အတွင်းရေးမှူးချုပ်ဝေါ်တန်ကပြောပါရယ်အပြည့်စုံကိုကိုဆိုင်ခန့်ကဆက်လက်တက်ဆက်ပေးမှာပါရှင်။ အာတီကယ်33ကမြမစီးပွားရေးပျက်စီးသွားဖို့အတွက်မဟုတ်ဘဲလွတ်လပ်ပြီးတရားမျှတတဲ့စီးပွားရေးလုပ်ငန်းတွေပြန်ထူထောင်ဖို့အလုံတမာအခွင့်အရေးတွေအပြည့်အဝရရှိဖို့အတွက်ဖြည့်ဆည်းဖြစ်တယ်လို့မြမနိုင်ငံအလုံရှင်များအဖွဲ့အစည်း MBO တွင်ရင်မှုချုပ်ဝေါ်တန်ကဇွန်လ9ရက်နေ့မှာပြောပါရတယ်။ ဆွစ်ဇာလန်နိုင်ငံဂျနီဖာမြို့မှာပြီးခဲ့တဲ့ဇွန်လ9ရက်နေ့ကကျင်းပခဲ့တဲ့အပြည်ပြည်ဆိုင်ရာအလုံသမားရေးရာအဖွဲ့ချုပ် ILO ညီလာခံမှာစစ်ကောင်စီကို ILO Article 33ရအရေးယူဖို့အတည်ပြုခဲ့တဲ့ပေါ်အခုလိုပြောဆိုခဲ့တာပါ Article 33ကဒီမြမစီးပွားရေးပျက်စီးသွားဖို့အတွက်เนาะဖြစ်လာတာမဟုတ်ပါဘူး။เนาะမြမစီးပွားရေးအစကရေကပျက်စီးပြီးသားဖြစ်ပါတယ်။စစ်ကောင်စီရဲ့အာဏာသိမ်းမှုကြောင့်မြမစီးပွားရေးလုပ်ငန်းတွေကเนาะဒီ ျင့်ဝတ်ညီတဲ့စီးပွားရေးလုပ်ငန်းတွေကဆက်သွားလို့မရတော့ပါဘူး။เนาะအဲ့တော့ဒီလွတ်လပ်ပြီးတော့တရားမျှတတဲ့เนาะစီးပွားရေးလုပ်ငန်းတွေပြန်ပြီးထူထောင်ဖို့အလုပ်သမားတွေရဲ့အခွင့်အရေးအပြည့်အဝရရှိဖို့အတွက် Article 33ကဖြည့်ဆည်းဖြစ်ပါတယ်။အဲ့တော့ Article 33ကြပြီးွားတဲ့အခါမှာကျွန်တော်ဆက်လုပ်ရမယ့်ဟာတော့ဆက်လက်ပြီးတော့ implementation လို့ခေါ်တဲ့ဆက်လက်အကောင့်တွေဖော်ဖို့ပဲဖြစ်ပါတယ်။စစ်ကောင်စီကိုစောင့်ကြည့်ရမယ်။ပြီးရင်တို့ကိုအရေးယူဆောင်ရွက်ဖို့အတွက် ILO အဖွဲ့ဝင်တွေနဲ့ဆက်လက်ပြီးတော့လုပ်လို့သွားမယ်။ ။ဒီပြိုင်နက်ထဲမှာပဲပြည်ရင်းနဲ့မှာမြန်မာပြည်သူပြည်သားတွေနဲ့အတူတော်လိုင်းရေးလုပ်ငန်းတွေကိုကျွန်တော်တို့ဆက်လုပ်သွားမယ်။နိုင်ငံတကာမိဖက်အဖွဲ့အစည်းတွေနဲ့ဆက်ဆံရေးတွေကိုလည်းဆက်လက်ပြီးတော့တိစောက်တော့ပါမယ်။စစ်ကောင်စီကို article 33ရအေးယူရမှာအလုံသမားတွေအပါအဝင်ပြည်သူတွေစိုးကြမှုရှိအောင်နိုင်ငံတကာလုပ်ငန်းရှင်တွေအစိုးရတွေနဲ့ညှိနှိုင်းဆောင်ရွက်ဖို့ရှိတယ်လို့အမျိုးသားညွတ်ရေးအစိုးရ NUG ရဲ့သုံးဝန်ဆိုင် ကိုယ်စားလှယ်ပညာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာဆိုင်းခိုင်မျိုးထွန်းကလည်းပြောပါရယ်အာတီကယ်33ဟာစစ်ကောင်စီကိုစနစ်တကျအရေးယူနိုင်မဲ့ရန်ရာတစ်ခုတည်ဆောက်လိုက်တာဖြစ်ပြီးစစ်ကောင်စီရဲ့ရွေးကောက်ပွဲဘလို့ပဲရှိစေကမူသူတို့ရဲ့တရားမဝင်တဲ့အကြမ်းဖက်လုပ်ရက်တွေကိုဟန်တားနိုင်မှာဖြစ်တယ်လို့လည်းဒေါက်တာဆိုင်းခိုင်မျိုးထွန်းကဆိုပါရယ်နောက်နေ့မှာဒီစစ်ကောင်စီရဲ့အချိုးဖောက်မှုတွေအပြုပြင်ပြောင်းလဲမှုရှိမရှိပြည်သူတွေပေါ် အဲရက်ဆက်ကြမ်းကျက်မှုတွေရော့သွားခြင်းရှိမရှိရက်တန့်သွားခြင်းရှိမရှိပေါ့နော်ဒီလိုမျိုးဟိုဖြစ်တယ်အဲ့တော့သူကအကျိုးသက်ရောက်မှုနေနေရတော့တကယ်လို့လိနာအဲနော်လိုက်နာမှုမရှိလို့ရှိရင်အာရုံတွေတခြားအပြင်းထန်တဲ့เนาะပြင်းထန်တဲ့အရေးယူမှုတွေရှိလာမှာဆန်ရှင်တို့ဘာတို့ကအစဒီလိုနေထားလေးတွေရှိလာမှာဒါ အမီယိုဒုတိယဥက္ကဋ္ဌကိုမိုက်ကယ်ကလည်းအိုင်အလိုညီလာခံကစစ်ကောင်စီကိုအာတီကယ်33ရအရေးယူဖို့ဆုံးဖြတ်ခဲ့တဲ့အပေါ်အတိုင်းမတိဝမ်းသာပြီးအမြန်ဆုံးအရေးယူဆောင်ရွက်နိုင်ဖို့ဆက်လက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။ဒီနေ့အာတီကယ်33နဲ့အရေးယူဖို့ဆုံးဖြတ်လိုက်တဲ့အတွက်အတိုင်းမတိကိုဝမ်းသာပါတယ်။အတိုင်းမတိကိုဝမ်းသာပါတယ်ကျွန်တော်တို့ကိုကူညီပေးတဲ့ရည်တည်ပေးတဲ့နိုင်ငံတကာအဖွဲ့အစည်းနိုင်ငံတွေအကုန်လုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ထော်ဝါတိုက်အဖွဲ့ဝင်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ ပြည်သူတွေကိုလည်းကျွန်တော်တို့အမြန်ဆုံးအေးအေးယူဆောင်ရွက်ဖို့ကျွန်တော်တို့ဆက်လက်ကြိုးစားချုပ်ပန်းသွားမှာပါတဖက်မှာလည်းစစ်ကောင်စီရဲ့အလုံသမားဝန်ကြီးဌာနကအယာလိုရဲ့ဆုံးဖြတ်ချက်ဟာစစ်ကောင်စီကိုနိုင်ငံရေးအရဖိအားပေးနိုင်ဖို့ဖြစ်ကြောင်းဆိုထားပါရယ်။ဒါပြင်ဒီဆုံးဖြတ်ချက်ဟာနိုင်ငံတွင်လူမှုရေးနဲ့အလုံသမားခြေနေကိုအမှန်တကယ်ထိခိုက်စေမဲ့ဘက်ကိုတွန်းပို့မဲ့အစီအမံတွေဆောင်ရွက်ဖို့အဆိုပြုထားပြီးဒီလိုဆုံးဖြတ်တဲ့ပေါ်စိတ်ပြတ်တယ်လို့တုံ့ပြန်ထားပါရယ်။ အာဏာသိမ်းကာလအတွင်းစစ်ကောင်စီအနေနဲ့လူငယ်တွေကိုအတင်းကျပ်စစ်မှုထမ်းခိုင်းတာပြည်သူတွေပေါ်အတင်းကျပ်ဖိနှိပ်တာနှိပ်စက်တာတွေအပြင်လွတ်လပ်စွာအသိန်းဖွဲ့စည်းကွင်းဆိုင်ရာ ပြားထမ်းချက်အမှတ်89နဲ့အာရမလောအားခိုင်းစေမှုပပရဝေးဆိုင်ရာပြားထမ်းချက်အမှတ်29တို့ကိုချိုးဖောက်တဲ့အတွက်အခုလိုအေးအေးယူဖို့ဆုံးဖြတ်ချက်ချခံရတာဖြစ်ပါတယ်။ အာဒီကေ33ရအေးအေးယူမှုကြောင့်စစ်ကောင်စီရဲ့ပုတ်ကိုရေးစီးပွားရေးတွေသူတို့ကိုပံ့ပိုးနေတဲ့စီးပွားရေးလုပ်ငန်းတွေထိခိုက်တာစစ်ကောင်စီကိုနိုင်ငံတကာစာမျက်နှာမှာတိထက်ပိုးပြီးအထီးကျန်စေတာတွေပြင်စစ်ကောင်စီထံကိုစစ်လက်နက်ပစ္စည်းတွေနဲ့လေယာဉ်စီရောင်းချမှုတွေကိုလည်းကန့်တတ်နိုင်မှာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာ ဂျပန်နိုင်ငံမှာအလုတ်တန်ဗီဇာနဲ့အလုတ်လုတ်ကန်နေတဲ့မြန်မာလှုပ်သားတယောက်ဟာဟီရိုရှိမားမြို့အာဆာကီတာရပ်ကွက်မှာရှိတဲ့လမ်းသွားလမ်းလာဆဲကျော်သက်အမျိုးသမီးတယောက်အပေါ်လိမ်မိုင်းဆိုင်ရာစောကားမှုနဲ့ဖမ်းဆီးခံလိုက်ရကြောင်းဂျပန်သတင်းစာရီကမနေ့ကဖော်ပြလာကြပါတယ် ဟီရိုရှိမားဒေသဆိုင်ရာ RCC ရုပ်သံသတင်းဌာနရဲ့ဖော်ပြချက်အရအသက်23နှစ်အရွယ်ရှိတဲ့ဆော်အစ်ဆေးဆိုသူဟာမေလ2ရက်ည8နာရီခွဲလောက်မှာဟီရိုရှိမားမြို့အာဆာကီတာရပ်ကွက်မှာရှိတဲ့လမ်းသွားလမ်းလာဆဲကျော်သက်အမျိုးသမီးတစ်ယောက်ရဲ့ပခုံးကိုလက်နဲ့အတင်းကျပ်ကင်ပြီးလိမ်ပိုင်းဆိုင်ရာစော်ကားခဲ့တာအပါအဝင်အမျိုးသမီးကိုထိခိုက်ဒဏ်ရာရစေမှုတို့အတွက်ဖမ်းဆီးခဲ့တာလို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ကြောင်းဖော်ပြပါရယ်။ နေနာသူဆယ်ကျော်သက်အမျိုးသမီးကညာဘက်ဒူးကောင်းမှပြင်းထန်တမ်းရရခဲ့ပြီးပျောက်ကင်းမှုအချိန်တစ်ပတ်လောက်ကြာမယ်လို့လည်းသတင်းမှာထပ်မံဖော်ပြထားပါတယ်။နေနာသူရဲ့အသက်အနည်းနဲ့အတိအကျမဖော်ပြထားခဲ့ပေမဲ့အသက်၁၈နှစ်အောက်ဖြစ်မယ်ဆိုရင်ထောင်ဒဏ်၃နှစ်ကြာခံနိုင်ရတယ်လို့မြန်မာနိုင်ငံသားအလုသမားသမဂ္ဂအဖွဲ့ချုပ် FWUBC ကဥက္ကဋ္ဌဦးမြင့်ဆွေကပြောပါရယ်ဂျပန်ပြည်တွင်းရွှေ့ပြောင်းလုပ်သားတွေများလာတဲ့အလျောက်ဥပဒေဖောက်ဖျက်ကျူးလွန်မှုတွေလည်းရှိလာတယ်လို့သူကထပ်ပြောပါရယ် ဥပဒေဖောက်ပြန်မှုတွေကြောင့်နိုင်ငံသားသားရွှေ့ပြောင်းလုပ်သားတွေရဲ့အလုပ်လုပ်ကန်ခွင့်နေထိုင်ခွင့်အချက်လက်တွေနဲ့ပတ်သက်ပြီးဂျပန်အစိုးရကပို့ပြီးတော့တင်းကျပ်စီးဆက်လာနိုင်တယ်လို့လည်းဆိုပါတယ်။လိမ့်မိုင်းဆိုင်ရာစော်ကောင်းမှုနဲ့ဖန်ဆီးခံထားသူစော်အေးဆေးကတော့ဆွဆွဲချက်တွေနဲ့ပတ်သက်ပြီးသူလုံဆောင်ခဲ့တာမှန်ကန်တယ်လို့ဝန်ခံထားပြီးတော့ရဲတပ်ဖွဲ့ကဆက်လက်စုံစမ်းနေတယ်လို့လည်း RCC အသတင်းအရသိရပါတယ်ရှင်။နိုင်ငံတကာသတင်းတပုတ်နဲ့ဆက်ချင်ပါတယ်။ စာခိုးချမှုမရှိစေဖို့အတွက်စာမေးပွဲကာလအတွင်းမှာ AI အသုံးပြုမှုကိုတရုတ်ကယာယီပိတ်ပင်ထားပါတယ်။အပြည့်စုံကိုကိုဆိုင်ခန့်ကတင်ဆက်ပေးမှာပါရှင်။တရုတ်နိုင်ငံမှာကောင်းခေါင်ခေါ်နှစ်စဉ်ဖြည့်ဆိုတဲ့ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက်ကျောင်းသားတန်ပေါင်းများစွာဖြည့်ဆိုရမယ့်အချိန်မှာပြည်တွင်း AI ကုမ္ပဏီအများပြားဟာကျောင်းသားတွေစာမခိုးချစေဖို့ညရေတု AI အသုံးပြုမှုကိုယာယီပိတ်ပင်ထားပါတယ်။ ဇွန်လ9ရက်နေ့ကစလို့ဆမ်မိုဝဲပြီးဆုံးမဲ့အခုသတင်းပတ်နှောင်းပိုင်းအထိတနိုင်ငံလုံးအတိုင်းအတာနဲ့ AI အသုံးပြုမှုကိုဆိုင်းငံ့ထားပြီးအဖြေတွေထုတ်ပေးတဲ့ AI တွေကိုအလွဲသုံးစားမလုပ်စေဖို့ရည်ရွယ်တယ်လို့ဆိုပါတယ်အလီဘာဘာရဲ့ကွင်းနဲ့ရေပန်းစားတဲ့တရုတ် AI application တွေဟာစံမှုဝဲမေးခွန်းတွေအတွက် ပုံရိပ်ကိုစမ်းစစ်ခွဲခြမ်းစိတ်ဖြာဖြည့်ချပေးနိုင်တဲ့ program တွေကိုရပ်တန့်ထားပါတယ်။ တန်းဆန်ရဲ့ Unibo နဲ့ Moonshot ရဲ့ Kimi App တွေကလည်းအခုစံမိုးဝဲကာလမှာအလားတူဝန်ဆောင်မှုတွေကိုလုံးဝဆိုင်ငံ့ထားပါတယ်။တရုတ်မှာကျောင်းသား73.4တန်းကျော်ဟာလူရည်အကန့်အသတ်ရှိတဲ့ကောလိပ်ဝင်ခွင့်အတွက်ရှင်ပြိုင်ကြရတာဖြစ်ပါတယ်။လူကြိုက်များတဲ့ AI App ဖြစ်တဲ့ DeepSea ကလည်းကောလိပ်ဝင်ခွင့်စံမိုးဝဲတွေမှာတရားမျှတမှုရှိစေဖို့တတ်မှတ်ထားတဲ့အချိန်အနည်းအတွင်းသူ့ရဲ့ဝန်ဆောင်မှုတွေကိုရပ်တန့်ထားပါတယ်။ AI အသုံးပြုမှုတွေကိုဆိုင်းငံ့ထားတဲ့အပြင်တရုတ်ပြည်နယ်အများပြားဟာစမိုးဝဲကာလာအတွင်းចောင်းသားတွေအကြားတီတိုးပြောဆိုတာဒါမှမဟုတ်တနင်္လာဖြစ်ပွဲစောင်းငဲ့ကြည်ချင်းလိုမျိုးပုံမှန်မဟုတ်တဲ့အပြုမှုတွေကို ထောက်လန်းမှု AI စောင့်ကြည့်ရေးစနစ်တွေကိုလည်းတက်ဆင်ထားတယ်လို့ The Guardian ကဖော်ပြပါဗျာ။ တရုတ်အာဏာပိုင်တွေဟာစစ်မှုဝေကန်းဝင်ပေါက်မှာဇီဝဆိုင်ရာအချက်လက်တွေကိုစစ်ဆေးတာနဲ့စစ်မှုဝေချိန်အတွင်းအစ်စ်မြင့်နီးပညာတွေအသုံးပြုမှုကိုတားဆီးနိုင်ဖို့ digital ကိရိယာတွေကိုစစ်ဆေးတာနဲ့ဆက်သွယ်ရေးစနစ်တွေကိုပိတ်ထားတာကိုလှုံ့ဆော်ဖို့ပြီးကြတဲ့လကကြေညာထားပါတယ်။တရုတ်ဟာစစ်မှုဝေအတွင်းခိုးချမှုတွေကိုတားဆီးနိုင်ဖို့တင်းကျပ်တဲ့စီမံချက်တွေအကောင့်ထဲပေါ်လာတာဟာကြာပြီဖြစ်ပါတယ်။ ဒါပေမဲ့ခင်မိတဲ့ AI စနစ်တွေတိုးတက်လာတဲ့အမျှအစိုးရဟာရှုပ်ထွေးတဲ့စိန်ခေါ်မှုအစ်စ်တွေကိုရင်ဆိုင်နေရပါတယ်။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်းရွှေဈေးစက်သုံးစီစီနဲ့စောင်းစီစီတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မင်းစမသတင်းတော်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့အမေရိကန်ဒေါ်လာကို6.4တက်မှတ်စေ 2100ကျပ်ပြင်ပပေါက်စီ4540ကျပ်စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စီ1632.59ကျပ်ပြင်ပပေါက်စီ3546ကျပ်ဘူရောပါတယူရိုကိုစစ်ကောင်စီတတ်မှတ်စီ1398.1ကျပ်ပြင်ပပေါက်စီ9218ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.39ကျပ်ပြင်ပပေါက်စီ 139.8ကျပ်မလေးရှားတဝင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စေ495.28ကျပ်ပြင်ပပေါ့စေ1086ကျပ်ပေါ့စေရှိပါတယ်ဗောပြပံငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အကောက်ရွှေတစ်ချက်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စေ58သိန်း2000ကျပ်ပြင်ပပေါ့စေ89သိန်းကျပ် စကားပဲဒီချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ54သိန်း5650ကျပ်ပြင်ပပေါက်စေ84သိန်း3000ကျပ်ပေါက်စေးရှိပါတယ်။ပေါ်ပြပါရွှေစနုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစနုံတွေကတော့ဒီဇယ်လီတာကို2385ကျပ်ပရီမီယံဒီဇယ်လီတာကို2950ကျပ်အောက်တိတ်92လီတာကို2845ကျပ် အောက်တိတ်95လီတာကို2895ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါစက်သုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်ဈေး6185ကျပ်ပြင်ပပေါက်ဈေး8500ကျပ်ပေါက်ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ သမစ်စမပရိုင်တိုင်းမစ်စမသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါကြေရှာပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီစီစဉ်ကိုတော့ကျွန်မသူချမ်းကစူးစိတင်ဆက်ပေးခဲ့တာပါသမစ်စမပရိုင်တိုင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာအချိန်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်